ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ခေတ်သစ်မှာဖော်ပြထားပြီးတော့ငိမ့်တေဝီရေးသားတဲ့အကြံပတ်စစ်ကောင်စီရဲ့ဝါဒလှိုင်းတွေအောက်ပုံမှန်လဲပတ်နေပြီဆိုတဲ့အခြေအနေကိုကူညီပုံဖော်ပေးနေတဲ့ဆိုင်ဆိုင်ခန်းလိုင်းဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်အကြံပတ်စစ်တပ်ဟာ2021ခုနှစ်အာဏာသိမ်းပြီးတော့ပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်မှုတွေလုပ်လာတာခုဆိုရင်၄နှစ်ကျော်ကာလအတွင်း ဝင်ရောက်လာပြီဖြစ်ပါတယ်။တဖက်မှာလည်းစစ်တပ်ကသူတို့ရဲ့စစ်ရာဇဝမှုတွေလူမှုကိုတပ်ဖြတ်မှုတွေကိုဖုံးကွယ်ဖို့အမျိုးမျိုးအဖုံဖုံစူးစမ်းလျက်ရှိရမှာရုပ်ရှင်ဂီတပွဲလန်းသဘင်တွေဟာလေလူမှုရဲ့အာယုံကိုလွှဲပြောင်းဖို့နဲ့အကျန်းဖတ်စစ်အာဏာသိမ်းမှုအောက်မှာလူမှုဟာ ပုံမှန်အတိုင်းဘဝတွေလေပတ်နေကြပြီဆိုတာကို ပြတ်တဝါရဖြန့်ဖို့အမြဲလိုစူးစမ်းနေကြပါတယ် အဲ့ဒီလိုအကျန်းဖတ်စစ်တပ်ရဲ့ဝါရဖြန့်မှုတွေကိုကူညီဖြန့်ဝေကြိုးစားပုံဖော်ပေးနေတဲ့စစ်လော်ဘီအမှုပညာရှင်အစူတော်နဲ့တရုတ်ဆောင်များစွာ ရှိနေပြီးအဲ့ဒီအထဲမှာဆိုင်းဆိုင်းခန်းလိုက်လဲထိတ်ဆုံးကပါဝင်ပါတယ်ဆိုင်းဆိုင်းခန်းလိုက်ဟာမေလ24ရက်နေ့မှာရန်ကုန်မြို့မှာမွေးနေ့အလွန်ရှိုးပွဲတစ်ခုကျင်းပဖို့ပြင်ဆင်နေပါတယ် ဂျွန်လ29ရက်နေ့မှာသူ့ရဲ့အကြီးကျယ်ဆုံးရုပ်ရှင်တွေတဲကပြင်ဆလတ်မိုးရုပ်ရှင်ဇာတ်ကားကိုယုံတင်ပြသဖို့စီစဉ်ထားပါတယ်။မရေမတွက်နိုင်တဲ့ပြည်သူတွေရဲ့အသက်တွေဆုံးရှုံးခဲ့ရခြင်းမှာ ဝေဖန်တာဝမ်းနည်းတာပြည်သူဘက်ကရက်တာစတဲ့အတန်တိတ်ဆိတ်ပြပြီးကိုငွေရဖို့စစ်တပ်လူကြပွဲလန်းတွေစီစဉ်အမှုပညာဖျော်ဖြေတင်ဆက်မှုတွေကိုဟန်မပြတ်လုပ်နေနိုင်တဲ့ မနုပညာရှင်ကို အားပေးဂုံပြုဖို့မလုံသင့်တော့တဲ့အချိန်ဖြစ်ပါတယ်ဒီမေလ18ရက်နေ့ Spicy မှာဆိုင်းဆိုင်းပွဲလုပ်ခဲ့တဲ့အချိန်မှာထိုင်းရောက်မြန်မာတချို့ရဲ့အားပေးမှုပုံရိပ်တွေနဲ့တူ လူလူရဲ့တော်လန်ကြီးစိတ်တက်နဲ့သွေးမွေးရတဲ့လုံလာတွေကိုဖျက်ဆီးဖို့အစပြုပြလိုက်သူဟာဆိုင်းဆိုင်းခန်းလိုက်မယ်ဖြစ်ပါတယ် ထိုင်းကမြန်မာတွေကြားထဲမှာထထကြွကြွဖြစ်လာကြပြီးဒုပြည်သူတွေညီရဲ့လားဟေးဆိုတဲ့အချိန်မှာညီရဲ့ဟေးညီရဲ့ဟေးလို့တန်ပြိုင်အော်ဟစ်ပြီးလက်သုံးချောင်းထောင်ခဲ့တဲ့အမှုပညာရှင်တဦးကအခုလိုအချိန်မှာပြည်သူတွေတေးကြီးပျက်စီးလို့ဝမ်းနည်းမှုတွေဖြစ်နေချိန်မှာဟိုပွဲသွားဖြောပြေးဒီပွဲလာဖြောပြေးရတဲ့အခကြီးငွေကိုဒုက္ခရောက်သူပြည်သူကိုကူတာလည်းမဟုတ်ဘဲကိုတူးတဲ့ကောင်းစားရေးအတွက် ဆိုင်ဆိုင်ခန်းလိုက်ရလှုပ်ဆောင်ပြနေပါလေမတရားမှုတွေအတွက်အတမထွက်ပဲပြည်သူတွေရဲ့သွေးမြေကြမှုကိုတိတ်ဆိတ်ငြိမ်သက်ပြရင်စစ်အုပ်စုရဲ့ခွင့်ပြုချက်နဲ့ပွဲလန်းတွေထွက်ပြနိုင်ငံခြားခီးစဉ်ဖျော်ဖြေရေးတွေလှုပ်ပြနေတာဟာအတိဒုက္ခရောက်နေတဲ့လူမှုတရက်လုံးကိုစော်ကားမှုလည်းဖြစ်ပါလေငါ့ကိုဘလောက်ဆဲဆဲအချိန်တန်ရင်နည်းနည်းထွက်လူလိုက်ရင်ဒီကောင်တွေတိတ် တိတ်လို့ရပါတယ်ဆိုတဲ့ပုံစံနဲ့ပြည်သူကိုဆက်ဆံပြတဲ့သူတွေထဲမှာဆိုင်းဆိုင်းခန့်လိုက်ရထိတ်ဆုံးကပါဝင်ပါတယ်ဆိုင်းဆိုင်းခန့်လိုက်ရမြန်မာနိုင်ငံမှာအထင်ရှားဆုံးအဆိုတော်အမှုပညာရှင်တူဖြစ်ပေမဲ့လူမှုဒုက္ခရောက်ချိန်မှာကြားနေမှုနဲ့တိတ်ဆိတ်မှုကိုရွေးချယ်ခဲ့ပါတယ်တရားမျှတမှုထက်သူ့ရဲ့တကူကြီးဆွမ်းဆောင်ရည်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ် လူထုတရက်လုံးလူမြောက်ကြီးတော်လန်စစ်ဆင်နွှဲနေချိန်မှာဆိုင်းဆိုင်ခန့်လိုက်ရာကြော်ဟင်းရဲ့တချင်းအောင်ဖြစ်တဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တချင်းကိုတီဆူလာပြီးမညစ်မချစ်ချင်နေပါမမုန်းမာနဲ့လူသားအသင်းအလုံးနဲ့ကျွန်တော်ဆိုတာမျိုးတွေတီဆူပြလာပါတယ်လူငယ်တော်လန်ရင်ရဲဘော်တွေက ပိုင်ဆိုင်မှုတွေဘဝတွေအသက်တွေစွန့်ပြီး မတရားမှုကြီးကိုရင်ဆိုင်နေကြချိန်မှာဆန်းဆိုင်ခန့်လိုက်တီးဆိုပြနေတဲ့လူသားဆန်လိုက်ပါငိန်ခံနေလိုက်ပါတချင်းစာသားတွေက ပြည်သူလူထုနဲ့လူအုပ်ကြီးကိုကျွန်ဆက်သွင်းနေတာဖြစ်ပါလေသူဟာနုပညာရှင်နဲ့အာနာရှင်ကိုတစ်ဖက်တစ်လမ်းကနေအားပေးနေတာလေဖြစ်ပါတယ် ဆိုင်ဆိုင်ခန့်လန့်ရဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တချင်းစာသားကတော်လန်ပြည်သူတွေအလုံးကို မတော်မတရားရိတက်တက်လုပ်နေပါတယ်တော်လန်ရေးအင်အားစုလူငယ်တွေအပေါ်မှာခြေထိုးခံပြီးအောင်မြင်မှုကိုအတုံးချကလူလူကိုဝါရမှိုင်းတိုက်နေတာပဲ ဖြစ်ပါတယ်ဘသူတွေပါပဲဖြစ်နေဖြစ်နေဆိုင်ဆိုင်ခန့်လန့်ကတော့တချင်းအစ်တွေထုတ်ပြီးရုပ်ရှင်ဇက်ကားအစ်တွေလည်းဆက်လက်ရိုက်ကူးနေခဲ့ပါတယ် အခုလဲသူဟာပြင်ဆက်လက်မှုရုပ်ရှင်ဇက်ကားကိုဂျွန်လ28ရက်နေ့မှာပြသဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။လာမယ့်မေလ24မှာလဲရန်ကုန်မှာရှိုးပွဲတစ်ခုကိုစီစဉ်နေပြီးဖိနှိပ်မှုဂျားထဲမှာပုံမှန်အခြေအနေတစ်ခုပြန်ရောက်ပြီးဆိုတဲ့ပြည်သူအပေါ်အမှုပညာအစိတ်ခတ်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်။